ဟင်္ဂါနေ့မွေးသူအားလုံးမင်္ဂလာပါ2025ခုနှစ်အောက်တိုဘာလ22ရက်နေ့နေ့31ရက်နေ့အတော်အတွင်းမှာရံများမယ်တိုက်ခတ်များမယ်စေတနာဝေဒနာ ဖြစ်တတ်တယ်စကားမှားတတ်တယ်ရောင်းမဝယ်မှဖြစ်တတ်တယ်အလောတကြီးဝယ်ယူခြင်းမပြုရဘူးအရင်းနှီးများတဲ့လုပ်ငန်းတွေစတင်ခြင်းမပြုရဘူးလုံတဲ့ဆာလုပ်ငန်းရပ်တွေကိုထိန်းချုပ်ပြီးလုပ်ရမယ် ဝေဖန်သူများနောက်ဆက်သူများသတိရှိရမယ်ပြောမှဆိုမှမဖြစ်အောင်ထိန်းပေးရမယ်ဗီဒီမေးချင်တဲ့အကြောင်းလေးပေါ်လာရင်ဒီစမ်းစမ်းနေဖို့ application ကိုအသုံးပြုပြီးတော့မင်းများလက်ယုံနဲ့ကိုယ်တိုင်ကိုကြလူတွေလာမင်းတဲ့အတွေ့အကြုံမျိုးရရှိအောင်စ조사ပေးထားတယ်။ဒါကြောင့်စမ်းစမ်းနေဖို့ application ကိုယုံကြည်စွာသုံးချနိုင်ကြောင်းသင်ပြပါတယ်။ 22ရက်နေ့ကရန်တိုက်ခံနေများတဲ့နေ့ဖြစ်တယ်23ရက်နေ့မှာရှင်ပြန်မှုမှန်သမျှအောင်မြင်ခြင်းနဲ့ဘဝတိုးတက်ခြင်းတွေရှိမယ်24ရက်နေ့မှာဝေချေကံဒုက္ခကံဘဝကံတိုးတက်ခြင်းနဲ့အောင်မြင်ခြင်းတွေရှိ25ရက်နေ့မှာဝေချေကံကောင်းမယ်ခရီးကံကောင်းမယ်ပြောင်းလဲမှုနဲ့တိုးတက်မှုရှိမယ်26ရက်နေ့မှာရန်နောက်ဆက်နဲ့ခက်ခဲတွေကြုံမယ်29ရက်နေ့မှာ ဥတီကျဲတဲ့နဲ့လောက်ကင်ချင်းရဲ့နှစ်သာရကောင်းကျိုးရရှိမယ်28ရက်နေ့မှာစိတ်ကူးစစ်တွေလောက်ကင်တဲ့နေ့ရပိုင်ခွင့်တွေလက်ဝယ်ပြန်ရမယ်29ရက်နေ့မှာအထူးကောင်းသောနေသားနဲ့တွေ့တဲ့တဲ့ကံနေပေါ်မယ်30ရက်နေ့မှာရှင်ပြန်မှုမှန်မြအောင်မြင်ပြီးတော့တက်လန်းရရှိမယ်31ရက်နေ့သူတပားကြောင့်ကိုယ်ရည်ရွယ်ချက်တွေနှောင့်နှေးခြင်းချုံနိုင်ပါတယ်ဒီကံလာတော်တွင်မှာ အောက်တိုဘာ20 23 24 25 26အဲ့ဒီရက်တွေအားလုံးဟာခေါင်းစည်းကောင်းလျှော်ပြုရတဲ့အင်မတန်မြင့်မြတ်တဲ့နေ့ဖြစ်တဲ့အဲ့ဒီနေ့တွေမှာခေါင်းစည်းကောင်းလျှော်ပြုရအကြီးအကဲဖြစ်တဲ့အရာရာဆင်ပြေတဲ့လူ့သမျှအောင်မြင်မဲ့ဓာတ်ကိုရစေတယ်သတိပေးချင်တာက23ရက်နေ့မှာအရှိတောင်ရက်ကိုသွားစရာနေ့ဖြစ်တတ်တယ်ညနေ သုံးနိုင်တဲ့၄နိုင်ခွဲတွင်သတိထားရမယ်26ရက်နေ့မှာအရှိရကိုတည်သွားစရာနေဖြစ်တတ်တယ်မနေ့9နိုင်ခွဲနဲ့9နိုင်ကြာပို၍သတိထားရမယ်30ရက်နေ့ကတော့ဒနာသိတိနက္ခစမ်းရှင်တဲ့နေ့ဖြစ်တယ်အဲ့ဒီနေ့မှာပိုက်ဆံငွေကြေးတို့အဟောင်းဆုပ်တွေကိုကပ်ပြီးတော့တေချာပြန်ပြီးတော့စနစ်စရာသိမ်းဆည်းလိုက်ပါထူးခြားတဲ့ကံကြမ္မာလေးတွေ ပေါ်ပြီးတော့လက်ပွင့်လာနိုင်ပါတယ်ဒီကာလအတော်တွင်းမှာဇာသပတိနှင့်ဗုဒ္ဓနှင့်တနည်းလာနှင့်မွေးသူတွေကောက်ကြိုးပေးတယ်တနည်းငယ်တွေနှင့်အင်္ဂါနှင့်မွေးသူများဒုက္ခပေးတတ်တယ်အဖြူစိမ့်မီကိုရောင်တော့ကိုသုံး၍အလိုရှိရာကိစ္စများ ဆောင်ရွက်ပါတင့်ငါကိုကနန်းနှင့်အကျိုးပေးပါတယ်ကောင်းခြင်းကံကြမ္မာများရစေရန်အတွက်နေရင်နီးပါးမှာရှိတဲ့သက်ရွယ်ကြီးရင်သူတို့ကို အဟာရဆေးဝါးများလှူဒါန်းခြင်းပြုပေးပါကျေးဇူးတင်ပါတယ်